ဇလန်းဆောင်ပရိသတ်များအလုံးမင်္ဂလာပါရှင်ဒီဇကားဟာယနေ့ခေတ်မှာအဖြစ်အများဆုံးဖြစ်ရမှန်လို့ပြောလို့ရပြီးလူကုန်ကူးခံလိုက်ရရင်ချိန်ရင်ခရရတဲ့မိသားစုရောကိုရိုင်းရောဘလို့ကြုံတွေ့ခံစားတော့ရမလဲဆိုတာမြင်သာစေတဲ့ဇကားတကားပဲဖြစ်ပါတယ်ဇကားတစ်ခုလုံးဟာလည်းမျက်တောင်မခက်စတဲ့ကြီးရှုရမှာဖြစ်ပြီး follower ဇကားတွေထဲမှာအကောင်းဆုံးလို့ပြောလို့ရပါတယ်ကဲအခုပဲကြည့်လိုက်ရအောင်နော်ဇလန်းလေးရဲ့ဆောက်မှာတော့မိဘချင်းသဘောတူတဲ့မင်္ဂလာပွဲလေးကျင်းပနိုင်မှု စာမီးဆိုတဲ့ကောင်လေးနဲ့နာဂက်ဆိုတဲ့ကောင်မလေးတို့စတင်ဖူးစာဆောင်ခဲ့ကြတာပါ။နှစ်ယောက်စလုံးကလည်းတွွေ့ကျဲမှာစိတ်ထဲကနေသဘောကျမျက်နှာသွားခဲ့ကြတာပဲဖြစ်ပါတယ်။စုံမများလာတော့သူတို့နှစ်ယောက်ရဲ့အချစ်တွေဟာနှက်ရှိုင်းလာပြီးတယောက်နဲ့တယောက်အပြောင်းမခံနိုင်တော့တဲ့အထိဖြစ်လာတော့လက်ထပ်ပွဲလေးကိုချက်ချင်းပဲကျင်းပပေးလိုက်ကြပါတယ်။နှစ်ယောက်စလုံးကတိတ်ကိုလိုက်ဖက်ညီတဲ့အတွေ့လေးဖြစ်ခဲ့တာပါ။အခုဆိုရင်မိုးလေးနိုင်မှနာကေရဲ့မျက်နှာလှလှလေးကိုစာမီးဟာကြီးကွင်းရသွားတဲ့အထိပိုင်ဆိုင်သွားခဲ့ပါပြီ။ရှင်တို့မှာရော ပိုင်ဆိုင်နေသူရှိနေပြီလား။ ဒါပေမဲ့ကန်ဆိုးစွာနဲ့အမေရိကန်နိုင်ငံကြီးရဲ့ရိုက်ခတ်မှုကြီးအဖြစ်2008ခုနှစ်ဇန်နဝါရီလမှစဖြစ်ခဲ့တဲ့အိန္ဒိယနိုင်ငံရဲ့စီးပွားရေးကျဆင်းမှုကြီးကြောင့်ဝယ်လိုအားတွေရပ်တန့်ကုန်ကြလို့ပြည်သူအများအပြားအလုံးလမဲ့ဖြစ်ခဲ့ကြရပါတယ်။အဲ့ဒီအပေါ်မှာရိုက်ခတ်မှုအနေနဲ့မကြာခင်ကမှလက်ထပ်ထားတဲ့ဆာမီနဲ့နာဂေတိုလီမယာထံဘဝအလှည့်အပြောင်းကြီးတစ်ခုဖြစ်လို့လာခဲ့တာပါ။ဘဝဆိုတာဒါပါပဲတသမတ်တည်းတွေးထားလို့ရတဲ့အရာတော့မဟုတ်ပါဘူး။ စီးပွားရေးကျဆင်းမှုအကြီးကျယ်ကြီးဖြစ်ခဲ့တော့မှစာမီရဲ့အလုံးဟာလည်းတရားဝင်ပဲရပ်နားခံလိုက်ရပါတယ်။စာမီလည်းစင်းငင်းငင်းနဲ့ပြန်လာနေတော့နာဂစ်ကကားပေါ်ကနေငိုပြီးဆင်းလာလို့စိတ်ပူလို့သွားခေတာပါ။ဒါနဲ့အမျိုးသမီးလေးငိုရာဟာကားပေါ်ကယောက်ျားတွေကြောင့်မှဆိုပြီးရန်လုံးခဲ့ပေမဲ့နာဂစ်က "तू မအလုံးပြုတ်လာလို့ဝမ်းနေပြီးငိုခဲ့တာပါ"လို့ပြောကမှစာမီရဲ့ဒေါသတွေထိန်လို့ရသွားခေတာပါ။စင်းငင်းငင်းနဲ့ပဲနှစ်ယောက်သားအိမ်ကိုပြန်လာခဲ့ကြပါရတယ်။ ိမ်အောင်ကြကြချင်းမှာလင်မယားနှစ်ယောက်စလုံးအလုံးအကိုက်ရှားပါပြီးအလုံးလက်မဲ့ဖြစ်ကုန်ကြပါတယ်ချင်းနေုံနဲ့မပြီးသေးပါဘူးငွေရှိမှဖြစ်မယ်ဆိုတာကိုသိနေရကြောင်းအလောက်အကိုင်အေဂျင်စီတခုမှအရှိလေပိုင်းဖြစ်တဲ့ No Man နိုင်ငံမှာအလောက်တူတူသွားလောက်ကြဖို့ရှောက်လွာတင်ခဲ့ကြပါတယ်။တရားကိုတရားအားပေးရင်အလောက်ခေါ်စာကိုစောင့်နေခဲ့ကြပါတယ်။နောက်နေ့မနက်အေဂျင်စီကလူကြီးကအိမ်ကိုရောက်လာခဲ့တယ်။နာဂိတ်ကိုအလောက်ခေါ်လာပြီးမှမနက်ဖြန်ချက်ချင်းပဲတွားရလိမ့်မယ်လို့လာအကြောင်းကြားတာပါ။ ။စာမီးကိုတော့နောက်တစ်ပတ်လောက်မှခေါ်လောက်မယ်လို့ပြောတော့မိမကိုတယောက်တည်းစိတ်မချလို့မလွတ်ချင်ပေမဲ့အခွင့်အရေးဆုံးရှုံးမှလည်းစိုးရင်တလို့သူလည်းပဲမကြခင်လိုက်သွားရမှာမို့အမှားကြရှိတာသိချာမှပြီ။မိမဖြစ်တဲ့သူကိုလိမ့်စိတ်ကိုလိုက်ဖို့ကမလွတ်ချင်ပေမဲ့လည်းလွတ်လိုက်ရပါတော့တယ်။နာကဲစီကဖုန်းမလာလို့မိဘရင်နဲ့အတူစာမီးကလည်းစိတ်ပူစွာနဲ့ဖုန်းမျောနေတော့မှဖုန်းလေးဟာထမီလာပါတယ်။စာမီးကအမြန်မဲဖုန်းကိုကိုင်လိုက်တော့နာကဲရဲ့အတန်လေးဟာကြောင်လန့်တကြားထွက်ပေါ်လာတယ်။ သူမကိုလာခေါ်ပါသူမကိုနှိပ်စက်နေချပါတယ်သူမကိုခေါ်တဲ့အလုပ်ဆိုတာဒီနိုင်ငံမှာမရှိပါဘူးလို့ပြောနေတော့မှာပဲဖုန်းကြသွားခဲ့ပါတော့တယ်စာမီဟာလည်းပဲလက်တုံချစ်တုံလေးဖြစ်ကစိတ်ပူလို့နေခဲ့ပါပြီဖုန်းနဲ့ပြန်ခေါ်ပေမဲ့လည်းလုံးဝခေါ်လို့မရခဲ့ပါဘူးစာမီလည်းဒေါသတကြီးနဲ့အေဂျင်စီကိုထွက်လာခဲ့တယ်ရဲရဲနဲ့အတူစာမီရဲ့အဖေပါပါလာခဲ့တာပါ သူ့ရဲ့မိမဘမလည်းဘဲကိုခေါ်သွားကြတာလဲဆက်သဖြင့်ပြီးတော့ထိုအေဂျင်စီကလူကြီးကဝက်လက်ကြောင်ဘတ်တွေပြောပါတော့တယ်ရဲတွေကလည်းနိုမန်ကရဲတွေရဲ့အကူအညီကိုလိုအပ်လိမ့်မယ်လို့ပြောရင်သူတို့ပါလိုက်ပါကူညီပေးမယ်လို့ပြောခဲ့ပါတယ်စာမီလည်းနိုမန်ကပွဲစားရဲ့လိပ်စာတွေဖုန်းနံပါတ်တွေအကုန်တောင်းယူပြီးမိမကိုရှာဖွေရာဇောနဲ့ပဲထွက်လာခဲ့ပါတော့တယ်စာမီဟာလေစိတ်မှအစင်စင်ဖြတ်ကျော်ပြီးတဲ့နောက်နိုင်ငံ내ကိုဝင်ခွင့်ရသွားခဲ့ပါတယ် ထမဆုံးအကြံကသူတစီကိုငှားစီးတယ် SIM ကဝယ်လို့ရမယ့်နေရာကိုလိုက်ပို့ခိုင်းနေသူမိမခေါ်တဲ့ဖုန်းနံပါတ်ကိုဆက်ကြည့်တဲ့အခါမှာတော့ဆက်ပိတ်ထားတယ်ဆိုတာကလွယ်ပြီးဘာမှဆက်လို့မရခဲ့ပါဘူးတစီဆရာကြီးကလည်းစာမီဟာဒီနိုင်ငံကမဟုတ်ဘူးဆိုတာသိနေရကြောင်းတေချာအကဲခက်ကစောင့်ကြည့်နေပါတယ်ဒါနဲ့စာမီအကြံရသွားတာကအေဂျင်စီကတောင်းလာခဲ့တဲ့လိပ်စာကိုတစီဆရာကြီးကိုပြတော့သူ22နှစ်ရှိနေပြီတစီမောင်းနေခဲ့ရပါဒီလိုနေရာမျိုးမရှိဘူးဘာလို့လိပ်စာအမကြီးပေးလိုက်တာလဲဆိုပြီးပေးတဲ့သူကိုပြန်မေးဖို့ရာပြောပါတယ် ဒီလိုနဲ့ပဲနိုမန်ကရေစကန်တစ်ခုမှအမှုဖွင့်တိုင်ကြားဖို့သွားခဲ့ပါတယ်။စာမီကအိန္ဒိယကတငယ်ချင်းဖြစ်သူချံကိုဖုန်းခေါ်လိုက်ပါတယ်။သူဟာနိုမန်ရေစကန်ကဖုန်းပြောနေတာဖြစ်ပါတယ်။အေဂျင့်ကလူပေးလိုက်တဲ့ဖုန်းနဲ့လိပ်စာတွေဟာအကုန်အမှားတွေပဲဖြစ်နေတာကြောင့်အေဂျင့်ကလူနဲ့ငါဖုန်းပြောချင်ပါတယ်လို့ပြောပေမဲ့ထိုလူကိုရဲတွေကနည်းနည်းပပတာဆင့်မေးပြီးတော့ပြန်လှုပ်ပေးလိုက်တာဖြစ်လို့လွတ်လာကလေးကထိုလူလည်းပဲပျောက်သွားပြီးတော့တငယ်ချင်းဖြစ်သူကပြောလိုက်တော့စိတ်သက်ပါကြသွားခဲ့ပါတယ်။ ။နိုမန်ရဲတွေကလည်းအချက်အလက်တွေမပြည့်စုံတော့မှအိန္ဒိယတိုင်ယုံရဲ့ထောက်ကန်ချက်လိုရဲလို့ပြောကပြန်လွှတ်လိုက်ပါရယ်။စာမီဟာလည်းအိန္ဒိယတိုင်ယုံကိုရောက်လို့လာခဲ့ပြန်ပါရယ်။ကန်ဆိုးစွာနဲ့ပဲအရေးပါတဲ့အရာရှိကခရီးသွားနေတာဖြစ်လို့သူ့ရဲ့အခက်ခဲကိုချက်ချင်းဖြေရှင်းပေးလို့မရခဲ့ပြန်ပါဘူး။ဘယ်သွားလို့ပဲလာရမှန်းမသိပဲမိမဖြစ်သူကိုပဲတတိယလို့နေမိနေပါရယ်။ဒီနိုင်ငံရဲ့ပထမဆုံးမိတ်ဆွေဖြစ်တဲ့တက်စီဆရာကြီးစီကိုပဲပြန်သွားခဲ့တယ်။ အခုဆိုရင်တက်စီဆရာကြီးကလည်းစာမီးရဲ့အခက်အခဲတွေကိုအတော်လေးနားလည်နေပြီပဲမလို့ဆက်ကူညီရမယ်မသိရနဲ့ပဲအားပေးနှုတ်ဆက်သွားပြန်ပါတယ်ဒါနဲ့ပဲစာမီးဟာဖုန်းစကပ်ယုံကိုလှည့်ဖြားကသူမိမဆက်လာတဲ့ဖုန်းနံပါတ်ကိုဘာကြောင့်ဆက်ပိတ်နေရတာလဲသူဖုန်းပေမဆောင်မိလို့လားဘာညာနဲ့စက်ခံကြတော့စင်ကပ်ပိုင်ရှင်ဟာရှီယာဇီးလို့ခေါ်ပြီးသူရဲ့လိပ်စာနဲ့အတူအချက်လက်များစွာရခဲ့ပါတယ်စာမီလည်းမရောက်ဘူးတဲ့နေရာမှာမတွေ့ဘူးတဲ့လူတွေရဲ့ကြားဖုန်းဆိုင်ကရခဲ့တဲ့အချက်လက်တွေကိုလိုက်လံစုံစမ်းရင်းနဲ့တီးလိုက်ရတာက သူရှာနေတဲ့လူဟာလွန်ခဲ့တဲ့6ရက်လောက်တည်းကအိမ်ရောက်ပြီးပြောင်းသွားပါပြီတဲ့စာပြီးလဲလမ်းတွေပြောက်ပြီးဘာဆက်လုပ်လို့ရမှန်းမသိဖြစ်နေရတဲ့တက္ကစီဆရာကြီးအိမ်အထီကိုပါလိုက်သွားခဲ့ပါတယ်တက္ကစီဆရာကြီးရှီမှလည်းသူချရတဲ့မိသားစုတန်ရုံးစင်တွေကရှိနေတယ်ဆိုပေမဲ့လည်းဒီအကြက်တဲတဲကိုသူပါဝင်ခဲ့ရပါတယ်အိန္ဒိယတန်ယုံနဲ့အဆက်အသွယ်လည်းမရသေးခင်နူမရေဌာနမှာလည်းအမှုဖွင့်လို့မရခင်စကြာမှာသူ့ရဲ့အတိမိတ်ဆွေတယောက်နဲ့ချိတ်ဆက်ကကူညီပေးမယ်လို့ပြောလာပါတယ်။ဒီလိုနဲ့သူတို့နှစ်ယောက်သာထိုးလူအိမ်ကိုအတူသွားကြပါတယ်။ ။စာမီးနားမလည်တဲ့ဘာသာစကားတွေနဲ့သူတို့အချင်းချင်းပြောနေတာကိုကြည့်နေရင်စာမီးအကဲခတ်နိုင်သွားတော့တက်စီဆရာကြီးကိုဘာဖြစ်တာလဲ။ဘာလို့လဲဆိုတဲ့မေးခွန်းတွေကိုစတိုက်မေးပါတော့တယ်။ထို့နောက်တက်စီဆရာကြီးကဒီကိစ္စကိုအိန္ဒိယတယုံကဖြေရှင်းပေးတဲ့အချိန်ကိုပဲစောင့်စီခြင်းနဲ့လို့ပြောလိုက်ပြန်တော့စာမီးကသူမဆောင်နိုင်ဘူး။ဒီရက်အတွင်းသူမိမတစ်ခုခုဖြစ်သွားမှာကိုသူတအားစိုးရိမ်နေတာပါလို့ပြောပြီးတော့ဘာကြောင့်လဲမေးကြည့်တဲ့အခါမှာ ။စာမီရှာနေတဲ့ဆီယာစီဟာလူကုန်ကူပြီးမိန်းကလေးတွေဆိုရင် ပြစ်ဒဏ်စာဆက်သွင်းပြစ်တဲ့လူသူတို့ဟာတိတ်ကိုအန်နေကြီးတယ်လို့ဆိုလိုက်ပါတယ်။စာမီလည်းရုတ်တရက်ပဲအသက်ရှူတွေပါကြက်ပြီးထိခိုက်ခံစားသွားရပါတော့တယ်။တစီဆီယာကြီးကလည်းလက်အုပ်ချီတောင်းမန်ကသူ့မိမဟိုကူရှာပေးဖို့အတနာခံလို့နေပါတယ်။လီလီရှူမီယာနိုင်တော့တဲ့စီဆရာကြီးဟာလေအန်ရီရှိမန်တီရနဲ့စာမီရဲ့မိမနာဂိတ်ကိုရှာဖို့နီလန်းထုတ်တုံလိုက်ရပါတယ် ပြည်တစားတွေရှိတဲ့နေရာကိုသွားပြီးတော့ရှာဖို့ပါ။စာမီးကိုပုံလေးထုတ်ပြကြတယ်။ခြိုက်တဲ့လူတွေ့ရင်ဈေးညှိမယ်ပါညာပေါ့။စာမီးလည်းသမိမပါလို့ပါညာရှာဖွေကြည့်ပေးမယ်။မရှိခဲ့တာကြောင့်အကြိုက်မတွေ့ဘူးလို့ပြောကပြန်ထွက်လာခဲ့ပါတယ်။ထို့နောက်နောက်ထပ်တနေရာကိုသွားချပြန်ပါတယ်။ဒီတစ်ခါနေရာကပို့ပြီးကြမ်းတမ်းပါတယ်။ဂိုင်းကျုပ်လို့ထင်ရတဲ့လူကစာမီးရဲ့ပုံလေးကိုထုတ်ပြပြန်ပါတယ်။စာမီလေးပုံလေးကိုရှာပြန်ပါတယ်အမျိုးသမီးပုံလေးအများကြီးတဲကမှသူ့ဘေးမှနာခဲ့တဲ့ပုံလေးကိုတွေ့သွားတော့ချက်ချင်းပဲသူ့ကိုယူမယ်လို့ပြောခိုင်းလိုက်ပါတယ် နာဂက်ဟာတခြားဖောက်တယ်နဲ့အတူရှိနေလို့နောက်10မိနစ်နောက်နေမှရမယ်လို့ပြောလာတာကြောင့်စာမီဟာဒေါသထွက်လာပြီးအမှုရာတွေပြက်လာတဲ့အခါတက်စီဆရာကြီးကစိတ်လျှော့ထားပြီးဟမ်မပြတ်နေဖို့တတိပေးလာတာကြောင့်သူ့ရဲ့သီးခံနိုင်စိတ်ကိုရအောင်ချုပ်တီးပြီးစောင့်နေလိုက်ပါတယ်ပေါ်မလာနေပြီဆိုတဲ့အတန်နဲ့အတူစာမီလှည့်ကြည့်လိုက်တော့သူမိမနာခေရဲ့ပုံစံလေးနဲ့ကွဲထွက်နေပြီးတခြားမိန်းကလေးတို့လောက်ထင်ရတဲ့အသွင်ပြင်မျိုးနဲ့အတူလက်မလဲတရားတွေရှိနေတာကိုမြင်လိုက်ရပါ ။ချင်ပရိတ်သက်တို့ကဗီဒီယိုလေးကိုကြိုက်နှစ်သက်ရင် channel လေးကိုလည်း subscribe လုပ်ခါလက်မလေးတယောက်တစ်ခုစီနဲ့အချိန်ရရင်လည်း comment လေးတယောက်တစ်ချောင်းစီလောက်မန်းခဲ့ပေးခြင်းအဖြစ်ကူညီကြပါအောင်နော်။ We're talking about it. ဆာမီလည်းသူ့စိတ်သူထင်ရင်နဲ့နာဂိရဲ့အနာကိုတိုးသွားပြီးငါနမယ်ဆာမီပါလို့ပြောလိုက်ပေမဲ့လည်းနာဂိဟာရုတ်တရက်ဆိုတော့တခြားလူတယောက်လို့ထင်ပြီးမောမကြည့်ခဲ့ပါဘူး။ဆာမီကငါသူ့ကိုအပြင်ခေါ်သွားခြင်းတယ်လို့ပြောဟိုင်လိုက်ပါတယ်။ ခေါင်းဆောင်ကောင်ကလည်းမိန်းကလေးတွေကိုအပြင်ခေါ်ခွင့်မရှိဘူး။နေချင်ရင်တနေ့လုံးတညလုံးနေလို့ရတယ်လို့ပြောကာစာမီးတို့ကအကဲခတ်ကြည့်နေပါဗျ။နာခေကပြောနေတဲ့အံကိုမှတ်မိလာပြီးကြည်လိုက်တော့မှစာမီးမန်းတီလိုက်တော့ရရုပ်တဲတဲတွေဖြစ်ကုန်တဲ့အခါခိုင်းကလူတွေကသူတို့အချင်းချင်းသိနေကြတယ်ဆိုပြီးတိုက်ခိုက်ကြပါတော့တယ်။စာမီးနဲ့နာခေတို့နဲ့အတူတက္ဆီဆရာကြီးကလောက်အောင်ပြေးကြပြီးမယ်လေ။မဖြစ်နိုင်တဲ့အခြေအနေကြီးမှပိတ်မိသွားပါတော့တယ်။နာကိကိုစာမီးကလည်းဆွဲခိုင်းကလူတွေကလည်းဆွဲထားရင်သူတို့ကိုဂျာကနေတိုက်ခိုက်ကြတဲ့အခါ ။နာဂဲတိကိုင်းနာကျင်သွားမှာဆိုတာကြောင့်စာမီဟာလွတ်ပေးလိုက်ရင်နဲ့နာဂဲဟာဟိုလူရဲ့လက်ချဲကိုပြန်ပါသွားခဲ့ပါတော့တယ်။စာမီနဲ့တစီဆရာကြီးကလည်းပြေးချလွားကြရင်ဂိုင်းကလူတွေကလည်းအုပ်စုဖွဲ့လိုက်ကြရင်နဲ့အပြင်းအထန်ကားတိုက်ခံလိုက်ရပြီးနောက်ရဲတွေရောက်ချလာလို့အသက်ဘေးကနေလွတ်မြောက်သွားခဲ့ကြပါတယ်။လက်တလုံးမှာတော့စာမီကိုရဲတွေကစစ်ဆေးဖို့ဆိုပြီးဖမ်းထားခဲ့တာပဲဖြစ်ပါတယ်။ အိန္ဒိယတန်အမတ်ကြီးလည်းပြောင်းရောင်းလာနေပြီဖြစ်လို့ဆာမီရဲ့ပြဿနာအလုံးအစုံကိုမြင်းမြန်းပါတော့တယ်။ထိုအချိန်မှာပဲနိုမန်လုံချုံရေးအေစင်စီကရဲအရာစီဖိုင်စာလည်းရောက်ချလာပါတယ်။သူလုံထုံးလုံးကြီးအရာစာမီးနဲ့နှစ်ယောက်တည်းတွေ့ပြီးစုံစမ်းမိမှန်းကျင်ပါတယ်ဆိုကအိန္ဒိယတန်အမတ်ကြီးကိုရှောင်ခိုင်းလိုက်ပါတယ်။အရာရှိဖိုင်ဆာကစာမီးကိုတန်တရားမျက်လုံးတွေတန်တရားစကားတွေနဲ့စတင်ပြောဆိုလာပါတယ်။ ဆာမီနိုမန်ကိုရောက်တဲ့နေ့မှာပဲနာခေးဆက်လာတဲ့ဖုန်းပိုင်ရှင် CRZ ရဲ့အလောင်းကိုတွေ့ထားတာဖြစ်လို့အခုလဲတစီစရာကြီးကစရုပ်မှာမိမျောနေပြီးဒီအချင်းတွေ ठी ဖြစ်အောင်ဘသူလောက်တာလဲဆိုပြီးတရားခံစစ်ဆင်ပြီးနေရပါပိုးဆိုတာကနာခေးရှိနေတဲ့ပြည်တစားယုံဟာစစ်ချုပ်တင်တယ်ဖွင့်ထားတာပါဆိုပြီးပြောနေခြင်းမှာထို့အချိန်မှာပဲအရာရှိထံမှတ်တမ်းပုံတချို့လို့ထင်ရတဲ့ဓာတ်ပုံတွေရောက်လာပြီးသူတို့အချင်းချင်းတီးတိုးပြောဆိုကာဆာမီနဲ့အတူအကျဉ်းသားတွေကိုလူရှင်းပြီးဘယ်နေရာဆိုတာမသိချတဲ့နေရာတစ်ခုကိုခေါ်လာခဲ့ကြပါတယ် လက်ခုလက်မှာကားကိုရက်လိုက်ပြီးအကျဉ်းသားအလုံးကိုလက်ထောက်ဖြည့်ပေးလိုက်ပါတယ်။ပြီးတဲ့နောက်သူတို့ဘာသာအရဆူတောင်းတဲ့ပုံစံမျိုးလုပ်ကြပြီးစာမီးကိုတော့ရကြည့်ခိုင်းခဲ့ပါတယ်။များမကြမီမှာထိုအကျဉ်းသားအလုံးကိုကားပေါ်တင်လွှတ်လိုက်ပြီးအရာရှိဖိုင်ဇာနဲ့စာမီးနှစ်ယောက်ချဲကိုပဲထားခဲ့တဲ့အခါစာမီးကိုမင်းရဲ့ဘက်ကမကန်တဲ့တသက်တွေကိုငားရထားပြီးအခုကစာလုံးမင်းဟာထွက်ပြေးလာတဲ့အကျဉ်းသားတစ်ယောက်ဖြစ်သွားပြီးဒေတာရဲတွေမတိအောင်လှုပ်ဝက်လှုပ်ဖို့လိုတယ်လို့ဆိုကခွန်လာခဲ့ပါတယ်။ ဆာမီရဲ့အမှုကိုကင်တွယ်ဖို့အိန္ဒိယတန်အမတ်နဲ့အတူလုံခြုံရေးဘူကြီးကအရာရှိဖိုင်ဆာနဲ့အရာရှိမတယောက်ကိုအထူးတာဝန်လွှဲအပ်ပေးလိုက်ပါတယ်။တဲလော်စားကိုဖြစ်ပျက်သမျှအစားကနေပြီးတော့ရှာဖွေကြပါတယ်။ဒါနဲ့နာခေရောက်တဲ့နေ့လေစိတ်က CCTV မှတ်တမ်းတွေကိုအကုန်စစ်ကြည့်လိုက်တဲ့အခါနာခေရဲ့မှတ်တမ်းတချို့ကိုတွေ့သွားကြပါတယ်။နာခေဟာကရုံးနဲ့လူတယောက်လာခေါ်တဲ့ကားပေါ်ကိုတက်သွားခဲ့ပါတယ်။ ခတ်ခဲနေတာကထိုကလုံးဟာ CCTV နေရာအထားအသို့လေးကိုတေချာသိနေတော့မှတ်တမ်းထဲမှာသူ့ရဲ့ပုံသူ့ရဲ့ကားနံပါတ်မပါအောင်ရှောင်ရှားနိုင်ခဲ့ပါတယ်။စာမီလည်းသူ့မျိုးသမီးလေးရဲ့မှတ်တမ်းလေးကိုမြင်ခဲ့ရတော့ပိုလွမ်းတဲ့စိတ်စိုးရိမ်စိတ်တွေဟာပြင်းပြလာခဲ့ပါတယ်။တဖက်မှာလည်းနာဂေရဲ့မျောလင်းချက်လေးဟာအယောင်လေးလေးလက်လာခဲ့ပေမဲ့လည်းနာဂေတို့အလုံးကိုတခြားနေရာတစ်ခုကိုရွှေ့ပြောင်းခြင်းခံလိုက်ရပါတယ်။စုံစမ်းရရှိထားတဲ့တသက်တွေအရနာဂေပထမဆုံးတက်စီခဲ့တဲ့ကားဟာ မော်ရယ်အေဂျင်စီကပိုင်တဲ့ကဖြစ်နေပြီမော်ရယ်လုပ်ငန်းကိုအယောင်ပြကလူကုန်ကူးနေခဲ့တာမျိုးဖြစ်နိုင်ပါတယ်တရားဝင်လုပ်ငန်းတွေရဲ့နောက်ွယ်မှာတရားမဝင်ခြင်းလုပ်ငန်းတွေကလည်းရှိနေတတ်ပါတယ်လို့အရာရှိမကပြောပြပါတယ်အရာရှိဖိုင်ဆာကတော့အခုလိုတက်တေမလုံလောက်သေးပေတရားဆွဲခွင့်မရှိသေးတာရဲ့ဝင်ဖမ်းလို့ထုတ်ကတော့ဟာရှိမနေပြန်ဘူးဆိုရင်လေဂိုင်းတစ်ခုလုံးပေါက်ကြားပြီးထွက်ပြေးသွားနိုင်တယ်လို့ပြောပါတယ်စာမီးကလည်းဒီအတိုင်းပဲထိုင်ကြည့်နေရတော့မှလားလို့အထွန်းတက်မေးလိုက်ပါတယ် ။အရာရှိမကနာခေတုရဲ့တရင်အစအနာမရမချင်းထိုကုန်းနဲ့မော်ရယ်အေဂျင်စီတစ်ခုလုံးကိုမျက်ရှိမပြတ်ဆောင်ကြည့်မှာပါလို့ပြောလာခဲ့ပါတယ်။တစ်ဖက်မှာလည်းဆေးရှူရင်းစိန်ခံနေတဲ့ကရုံးစီတပည့်တွေကဖုန်းခေါ်လာပါတယ်။အိန္ဒိယမင်းကလေးတွေကိုအရေးပေါ်ဖြစ်လို့လုံခြုံတဲ့နေရာရွှေ့ပြောင်းပေးထားရတယ်လို့ဆိုလာပါတယ်။ကရုံးကလည်းတပဲကောင်ကိုအမိန့်တစ်ခုထုတ်ပေးလိုက်ပါတယ်။အရာရှိမထံကိုတရင်တစ်ခုရလာတာမို့အရာရှိဖိုင်ဆာနဲ့စာမီးတို့ကိုအမြန်ထွက်လာခိုင်းလိုက်ပါတယ်။ တာဝန်ရှိသူမှအပမဝင်ရတာမို့စာမီဟာကားပေါ်ကနေပဲအခြေအနေအရရက်ကိုကြည့်နေခဲ့ပါတယ်။အမိမသိလူတယောက်ကအကြောင်းကြားလာတာဖြစ်ပြီးလွန်ခဲ့တဲ့နှစ်နာရီလောက်ကမီးလောင်ထားတဲ့မင်းကလေးအလောင်းကိုပတ်စပို့နဲ့အတူရှာတွေ့ထားတယ်လို့ရဲသားကပြောပြပါတယ်။အမှုအရာပြည့်ဝင်နေတဲ့အရာရှိမရဲ့အကြည့်မှာစာမီကြည်ုံကြည့်မနေနိုင်တော့ပဲထိုနေရာကိုထွက်ချလာပါတော့တယ်။ အားလုံးတားနေကြပြီမဲ့စာမိလည်းရုပ်အလောင်းကိုမြင်သွားပြီသူမိမမဟုတ်ပါဘူးလို့ညင်းနေခဲ့ပြီးလေဘင်းကဆွဲကြိုးလေးကိုတွေ့သွားတဲ့အခါမှာတော့လက်မခံလို့မရတော့ပါဘူးအရာရှိဖိုင်ဆာနဲ့အရာရှိမကလည်းစိတ်မကောင်းဖြစ်နေကြပါတယ်ရုပ်အလောင်းကိုပူဆွေးစွာနဲ့စာမိကိုယ်တိုင်ထမ်းယူလာပြီးစာမိကိုတနာတဲ့စိတ်တွေနဲ့အတူအရာရှိတွေတက်စီဆရာကြီးကပါလိုက်ပါပို့ဆောင်ပေးခဲ့ကြပါတယ် ရအောင်ကဲတင်မှုလာခဲ့ပေမယ့်အခုလိုဆုံးရှုံးလိုက်ရတဲ့စာမီးဟာနာဂရဲ့ပုံရိပ်တွေသာမြောင်နေပြီးပူဆွေးတော့ကရင်နဲ့အတူမြေပုံအနာကနေမခွာနိုင်မဲဖြစ်နေခဲ့တာပါ။အီယာရှိဖိုင်ဇာကလာရောက်နှစ်သိမ့်ပေးပြီးခေါ်လာခဲ့ပါတယ်။အီယာရှိဖိုင်ဇာဟာအစိုးရနဲ့နာချင်းအဖြစ်ပေးအပ်ပြီးသူတို့နိုင်ငံကနေတရားပြတ်တမ်းမှုရအောင်ဆက်လက်ဆောင်ရွက်ပေးမှာပါလို့ပြောရင်းနဲ့စာမီးဟာအိန္ဒိယနိုင်ငံကိုပြန်လည်ထွက်ခွာခဲ့ရတော့မှာပဲဖြစ်ပါတယ်။စာမီးကတော့စကားတခုံးမှမပြောဘဲနှုတ်ဆက်နေကလေးရင်အချိန်ကိုထိုင်ကဆောင်နေပါတယ်။ ။အရာရှိမကလည်းစိတ်မကောင်းကြီးစွာနဲ့မှတ်တမ်းတွေကိုပြန်လည်သိမ်းဆည်းနေတော့မှတခုခုကိုသတိထားမိသွားပါတော့တယ်။အရာရှိဖိုင်ဇာကိုဖုန်းခေါ်ပြောပေမဲ့မရတာမို့လေဆိပ်ရုံကိုဆက်သွယ်ပြီးအိန္ဒိယနိုင်ငံကိုထွက်ခွာမဲ့လေရင်စရင်းထဲမှာစာမီးဆိုတဲ့လူကိုတားဆီးထားပေးဖို့နဲ့လေရင်ကိုရက်ခိုင်းထားပေးဖို့ပါလေရင်မဲကထွက်ခွာစရင်းထဲမှာစာမီးဆိုတဲ့သူမပါဝင်လာပဲပျောက်ဆုံးနေပါတယ်လို့ပြောလိုက်ပြီးလေရင်ကလည်းပြေးလမ်းဘော်ကိုရောက်နေပြီလို့ပြောလာပါတယ် အရာရှိမကိုရိုင်းမဲစာမီကိုလေးစိမ့်အထိပက်စိလိုက်ရှာဖွေမိကြီးလှုပ်ဆောင်နေပြီးစာမီဟာလေရင်နဲ့မပါဝင်မဲရုပ်ဖြတ်ကနိုမန်လေးစိမ့်မှာပဲပြန်လည်ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။တကယ်တော့နာဂစ်ဟာအသက်ရှင်နေပြီးထိုအလောင်းရဲ့အချက်အလက်တွေဟာနာဂစ်ရဲ့အချက်အလက်တွေနဲ့မကိုက်ညီပါဘူး။အမှန်တကယ်နာဂစ်ကိုတပ်ပြလိုက်မှဆိုရင်ပြီးအရာရှိတွေရဲ့ဆိုရင်မှုတွေကိုလက်တွေ့လုပ်ပြတဲ့အနေနဲ့လမ်းလွှဲလိုက်တာပါလို့တင်ပြလိုက်တဲ့အခါအိန္ဒိယတန်အမတ်ကြီးကစာမီးယာနာဂစ်အသက်ရှင်နေရမသိပဲ ဘာလို့နိုမမဆက်ရှိနေသေးရလဲဆိုပြီးမေးလိုက်တော့နာကိဟာစာမီးရဲ့မိန်းမဟုတ်လားမဟုတ်လားကြားဆက်တွေခင်းပြီးတော့အိန္ဒိယပြန်ဖို့လုပ်တယ်အဖြေမရှိတဲ့မိန်းကုံးတွေဟာရှိလာပြီလို့ပြောလိုက်တဲ့အခါမှာတော့အယားရှိမကမကျေနပ်တဲ့အကြည့်နဲ့ဂလစားချေမှုပါတတ်မှုလို့ထပြောလိုက်ပါတယ်ထိုကတော့ကိုသူအမှန်တကယ်လက်စားချေခြင်းလို့ပဲဖြစ်ဟလိမ့်မယ်လို့ပြောချလိုက်ပါတယ်စာမီးကလမ်ဘေကအင်တာနက်ဆိုင်တဆိုင်မှာကရုံးရဲ့မော်ရဲအေဂျင်စီဝက်ဘ်ဆိုက်ကနေရှောက်လွှာတင်ပြီးထိုနေရာကိုသိဖို့စူးစမ်းနေပါတယ် ကျမမအတီတရားမှမရှိလို့အင်တာနက်ကနေရှင်တို့ဝက်ဘ်ဆိုက်ကိုတွေ့သွားလို့အခုလိုရှောက်ဖြစ်တာကုညီပေးပါဆိုပြီးမိန်ကလေးတဦးရဲ့ပုံနဲ့နာမည်ကိုယူသုံးကတင်လိုက်ပါတယ်။တက်စီဆရာကြီးနဲ့စာမီးဟာအဆက်အသွယ်ပြန်လုပ်ခဲ့ပြီးတရားမဝင်ဈေးကွက်တစ်ခုကနေတနက်တလက်ဝယ်ယူခဲ့ပါတယ်။ဂရုံးလို့နေတဲ့နေရာကနေစာမီးရဲ့ရှောက်လွှာကိုလက်ခံလိုက်ကြပြီးမနေ့ဖြန်မနေ့လာခဲ့ဖို့အကြောင်းကြားစာရခဲ့ပါတယ်။တက်စီဆရာကြီးရဲ့အိမ်မှာလည်းအရာရှိနှစ်ဦးတော့ရောက်ရှိနေခဲ့ပြီးစာမီးကိုရှာဖို့လာခဲ့ကြတာပါ။ တစီစရာကြီးကခဏပြင်လာတော့မယ်ဆိုလို့စောင့်နေခဲ့ကြပြန်ပါတယ်။စာမီတို့နှစ်ယောက်အိမ်ရှိအယောက်မှာအရာရှိရဲ့ကားတွေရောက်နေခဲ့တာမြင်ပြီးကားကိုနောက်ဆုံးကစာမီကဒီမာရင်နှုတ်ဆက်ဖို့တစီစရာကြီးကိုပြောခဲ့ပါတယ်။တစီစရာကြီးကတငယ်ချင်းတယောက်အပေါ်အပီးတိုင်မကူညီလိုက်ရပဲလက်လွတ်လိမ့်မရှိဘူးလို့ဆိုကနှစ်ဖက်ကလုံးလုံးနေရာတီလိုက်ပို့မယ်လို့ပြောပါတယ်။ ဒါပေမဲ့အရာရှိတွေကကုညီပေးနိုင်ပါတယ်လို့ပြောလိုက်တဲ့အခါမှာတော့ဆောင်မီဟာအကူအညီမလိုဘူးကလစားပဲချေချင်တာလို့ပြန်ပြောပြီးသူတည်ရင်နာခဲ့ရဲ့ဘေးမှာမြုပ်ပေးဖို့တောင်းဆိုကထွက်လာခဲ့ပါတယ်တစီဆရာကြီးတားနေပေမဲ့လည်းစာမီဟာတယောက်တည်းပဲပြင်းပြနေတဲ့လက်စာချင်းချင်းစိတ်တွေနဲ့အတူဆက်လက်ထွက်ခွာလာခဲ့ပါတယ် တက်ဆီဆရာကြီးအိမ်ထဲရောက်မှာတော့အရာရှိတွေကနာခေအသက်ရှင်နေသေးကြောင်းပြောပြလိုက်ကြပါရယ်။စာမီဟာတော့တိမသွားခဲ့တော့ပါဘူး။ပင်လယ်ကိုဖြတ်ကျော်ပြီးကျွန်းတစ်ခုပေါ်ဆိုက်ရောက်လာခဲ့ပြီးတော့ဟိုတယ်တစ်ခုမှာသူ့ရဲ့အစီအစဉ်တစ်ခုကိုအကောင့်ထဲပို့ဖို့လိုအပ်တဲ့ပစ္စည်းတွေကိုစုဆောင်ထားပြီးဟိုတယ်ကိုစာမီဖုန်းဆက်ခဲ့ပါရယ်။သူအမျိုးသမီးဖြစ်သူကမျိုးရဲသွားဖို့လိုအပ်တာကြောင့်ကားတစ်စီးနဲ့အင်္ဂလိပ်စာတက်တဲ့ driver လိုချင်ပါတယ်လို့တောင်းလိုက်ပါတယ်။ အမျိုးသမီးတယောက်လိုဝတ်ဆင်ထားပြီးမှားထားတဲ့ကားဘော်ကိုအစင်းသင်းတက်လိုက်တဲ့အခါသွားကျင်တဲ့လိမ့်စာပြီးတော့စာတဆောင်နဲ့အတူပတ်စံကိုပါထုတ်ပေးလိုက်ပါတယ်။စာမီပါလာတဲ့ကားလေးဟာစတင်ထွက်ခွာလာပြီးသွားကျင်တဲ့နေရာကိုဆက်ရောက်လာပါတယ်။ကားဘော်ကဒရိုင်ဘာကထွက်လာပြီးတကားလှဖွင့်ပေးတဲ့ကရုံးကိုစာမိပေးထားတဲ့စာအတိုင်းပြောခိုင်းလိုက်တဲ့အခါကရုံးကသူချင်းထားတဲ့ကောင်မလေးဆိုတာသိသွားတော့ခေါက်ခံလိုက်ပါတယ်။ကားဘော်ကရိုးရအမျိုးသမီးဝတ်စုံဝတ်ပြီးတော့ဆင်းလာတဲ့သူကိုကရုံးက အိမ်ထဲဝင်ဝင်ချင်းမှာပဲမျက်နှာကပေါ်ပါကိုဖယ်ရှားလိုက်ချိန်မှာပဲယောက်ျားတယောက်ရဲ့မျက်နှာကြီးပေါ်လာပြီးတနက်နဲ့ချိန်ထားခြင်းကိုခံလိုက်ရပါတယ်။စာမီလည်းတနက်နဲ့ချိန်ထားကအိမ်ထဲကိုဝင်လာပြီးအခွင့်ရရသွားတဲ့ကတုံးကလက်ထဲကတနက်ကိုဖယ်ရှားကစတင်တိုက်ခိုက်ကြပါတယ်။အပြန်အလှန်တိုက်ခိုက်ကြရင်စာမီကအသာစီရသွားတဲ့အခါဂရုံးကိုကြိုးချီထားလိုက်ပါတယ်။နာခေးရဲ့ပုံလေးကိုထုတ်ပြလိုက်ပြီးငါဘာလုပ်လဲဆိုတာသိပြီလားလို့ဂရုံးကိုမေးလိုက်ပါတယ်။ဂရုံးကမင်းမင်းမအသက်ရှင်နေတယ်လို့ပြောလိုက်တဲ့အခါ ဆာမီကတရားမှကြောက်တဲ့လူလိန်ကြီးလို့ပြောလိုက်ပါတယ်။တစ်ဖက်မှာတော့တစီဆရာကြီးကဥဆောင်ပြီးအရာရှိတွေကိုထိုးနေရကိုခေါ်လာခဲ့ပါတယ်။ကရုံပြောတဲ့စကားတွေကိုမယုံတဲ့စာမီကမီးရှို့တက်ပြဖို့လုံနေတော့တရားမှကြောက်တဲ့ကရုံကလည်းမိမိမကအရှိကကားပေါ်မှာနောက်တနေရာကိုရွှေ့တော့မယ်အခုသွားမကြရင်မရတော့ဘူးလို့ပြောလာခဲ့ပါတယ်။ထို့အချိန်မှာပဲအရာရှိတွေဟာရောက်ချလာပါတော့တယ်။စာမီကိုလက်နက်ချဖို့နားချကြပြီးနာခေအသက်ရှင်သေးချောင်းပြောပြခဲ့ကြပါတယ်။ ဂျာမီလက်ထဲကတနက်ကိုအရာရှိဖိုင်ဆာကယူထားလိုက်နိုင်ပါပြီ။ထိုအချိန်မှာပဲကရုံးကဖိုင်ဆာမင်းဟာအချိန်ကောင်းမှရောက်လာပေးတာပဲ။ဒီကောင်ကငါ့ကိုတတ်တော်မှာလို့ပြောလိုက်တဲ့အခါပါတိတ်ပဲလဲဆိုတာနိုင်လျာခန့်နေတဲ့အချိန်မှာပဲအရာရှိဖိုင်ဆာကလက်အုံမှုရယူပြီးအရာရှိမရဲ့လက်ကိုတနက်နဲ့ပြစ်လိုက်ပါတော့တယ်။အရာရှိဖိုင်ဆာနဲ့အရာရှိမအပြန်အလှန်တိုက်ခတ်နေချိန်မှာတော့စာမီးနဲ့တက်စီဆရာကြီးကအပြင်ကိုထွက်ပြေးလာခဲ့ပါတယ်။ဟုတ်ပါတယ်အရာရှိဖိုင်ဆာဟာတစ္ဆေပေါက်တယောက်ပါ အပြင်မှာလည်းကရုံပြောခဲ့တယ်လို့ပဲကားအကြီးကြီးတွေရွထားတာကိုမြင်လိုက်ရပါတယ်။စာမီလည်းကားနောက်ကိုတူတူလေးကပ်သွားပြီးနာခေးဆိုတဲ့နာမည်လေးကိုခေါ်ကြည့်လိုက်တော့အထဲကနာခေးရဲ့အတန်လေးကိုပြန်ကြားခဲ့ရပါတယ်။စာမီလည်းကားပေါ်ကိုတက်ခါမှအထွက်မှာပဲတစီဆရာကြီးကိုပါလမ်းခေါ်လိုက်ပါတယ်။အိမ်ထဲမှာတော့အရာရှိဖိုင်ဆာကအရာရှိမလေးကိုခုတ်ချိုးတက်ပြစ်လိုက်ပါတော့တယ်။စာမီနဲ့တစီဆရာကြီးကလည်းကားကြီးကိုမောင်းအထွက်မှာကရုံးနဲ့အပေါင်းပါတွေကလည်းကားနဲ့ထက်ချက်မကွာလိုက်ခဲ့ကြပါရဲ့ အရာရှိဖိုင်ဆာကအဘူဂျီစီကိုအရာရှိမလေးဟာအကျန်းဖတ်သမားစာမီရဲ့လက်ချက်နဲ့ထိမှန်ပြီးကြာရှုံသွားပြီဖြစ်လို့သူ့အတွက်လည်းအရန်လက်နက်တွေလိုအပ်ပြီးတွေ့ရတဲ့ပြမိတ်ထုတ်ခိုင်းလိုက်ပါတယ်။စာမီကနောက်တွဲကအနက်ကြီးကိုမောင်းထွက်သွားရဲ့လို့လည်းသတင်းလန်းပေးလိုက်ပါတယ်။စာမီလည်းဂရုံးလို့လက်ကယုံထွက်နေတော့မှပဲအရာရှိဖိုင်ဆာကသူ့ရဲ့ boss ကိုသူ့ရဲ့အရာရှိမတအူးကိုတော့တပစ်လိုက်ရတဲ့အထိအမှုကကြီးသွားတဲ့ဒီအကြောင်းလေးကိုလာပြောပြနေရပါ ဘောဆိုရဲကောင်းချုပ်ကြီးပြောလိုက်တာကအလောင်းကောင်တစ်ခုဖန်တီးပေးလိုက်တာတော့အပြက်မရှင်းနိုင်ခဲ့လို့အရာရှိဖိုင်စာကိုတော့အပြစ်ဖို့နေပါသေးတယ်။စာမီကလည်းအိန္ဒိယတန်အမတ်ကြီးကိုဖုန်းခေါ်ကသူဟာနာခင်းတဲ့အတူတခြားမင်းကလေးတွေပါပလာတဲ့ကောင်းကိုမောင်းလိုက်ဖြစ်သမျှအကြောင်းနဲ့အကုန်ပြောပြခဲ့ပြီးသူ့ကိုတသက်ရဲ့အဖြစ်ရှိနေပေးဖို့ပြောရင်းနဲ့ဖုန်းကလိုင်းကျသွားခဲ့ပါတယ်။တဖက်မှာလည်းစုံစမ်းရေးအရာရှိတယောက်ကအရာရှိဖိုင်စာနဲ့လူတစုစကားရက်ပြောနေတာကိုမှတ်တမ်းပုံရိုင်းနိုင်ပြီးသတင်းပေးပို့နိုင်ခဲ့ပါတယ်။ မျိုးရဲကိုကားကဝင်လာတဲ့အခါအရာရှိဖိုင်ဆာရဲ့အမေအတိုင်းရဲတွေကဝိုင်းပြီးဖမ်းဆီးကြတဲ့အပြင်တွေ့ရတဲ့ပြမိတ်ရဟာတော့ပြစ်ပြီးဖမ်းကြပါတယ်။တစ်ဖက်ကအိန္ဒိယတန်အမတ်ကြီးကလည်းဗိုလ်ချုပ်စီမအကြောင်းစုံလာပြောပြနေပါတယ်။ဗိုလ်ချုပ်ကလည်းအရာရှိဖိုင်ဆာရဲ့တစ္ဆက်ဖောက်မှုတွေကိုတီးပြီးဒေါသထွက်လာခဲ့ပါတယ်။ နောက်ဆုံးတော့စာမီကိုအရာရှိဖိုင်ဇာကဖမ်းမိသွားပြီးတရားခံအဖြစ်သတ်မှတ်ခါပြစ်တမ်းမလို့ချိန်နေတော့မှာပဲဗိုလ်ချုပ်ကရောက်လာပြီးလက်ထက်ကတနက်ကိုပြစ်ပြီးဖယ်ရှားပေးလိုက်တဲ့အခါစာမီကလက်သီးတွေနဲ့ထိုးပြီးနာဂျီချက်တွေအကုန်လုံးဟာအရာရှိဖိုင်ဇာအပေါ်ကြောက်ရောက်သွားခဲ့ပါတယ်အမှန်တရားကိုသိသွားကြတဲ့အခါကားရဲ့တကားကြီးကိုဆွဲပွန့်လိုက်ချိန်မှာတော့အမျိုးသမီးလေးတွေကြားတဲ့ကတိတ်လှပြီးစာမီရဲ့အချက်အဆုံးသူ့လေးကိုမြင်လိုက်ရပါတော့တယ် ူမိမလေးကိုစိတ်ချလက်ချမြင်လိုက်ရပြီဆိုတဲ့စိတ်နဲ့စာမိလည်းမိလည်းကြာသွားပါတော့တယ်။အသက်ပေးဆက်ခင်ရတဲ့အရာရှိမလေးကိုတော့တေးချမြင်မြုပ်ပြီးအလေးပြုပေးခဲ့ကြပြီးတော့တစ်ဖက်ကတစ္ဆေပေါ့ဖိုင်စာကိုတော့တနတ်တွင်နဲ့ပြစ်သက်ကအဆုံးစီရင်ပေးလိုက်ကြပါရယ်။စာမိနဲ့နာဂက်စ်တို့ဟာအိန္ဒိယကိုပြန်ရတော့မှာမို့သူတို့အပေါ်အရန်ကောင်းွယ်တဲ့တစ်ဖက်နိုင်ငံကလေးစားဖွဲ့ရလူတယောက်ဖြစ်တဲ့တက်စီဆရာကြီးကိုတေးချစွာနှုတ်ဆက်ထွက်ခွာခဲ့ကြပါရယ်။အခုဆိုရင်စာမီးနဲ့နာဂက်စတိုဇနီးမောင်နှံဟာ လူကုန်ကူးခံလိုက်ရတဲ့လက်ထဲကနေလွန်မြောက်ခွင့်ရသွားပြီးဘဝကိုပျော်ရွှင်စွာနဲ့ဖြတ်သန်းသွားကြတော့မှာပါ။ချန်နယ်ပရိသတ်ကြီးတို့ရေဇလန်းလေးကတော့ဒီလောက်လွယ်ကျင်တာပါမယ်နော်။နောက်ထပ်နောက်ထပ်ဇလန်းကောင်းလေးတွေနဲ့လည်းပြန်လည်ဆုံတွေ့ကြပါအောင်မယ်ရှင်။အားလုံးပဲတတပါ။